ခရစ်စတိုဖာအန်ဂန်ကူနဲ့အလီဂျန်နရယ်ဂါနာချိုရိုရဲ့အလဲထက်ဖြစ်လာနိုင်သလားမင်္ဂလာပါကိုခင်းအစ်စတာဖုတ်ဘောရှုနဲ့ချယ်စီတီဗီအားနေအားလုံးကိုကြိုဆိုပါရစေ တော်ဒီဗီလေးမှာတော့မနီကလေးကသတင်းတွေတောက်လျှောက်တက်လာတဲ့ခရစ်စတိုဖာအန်ဂန်ကူနဲ့အလီဂျန်နရိုဂန်နာချိုရဲ့အပြောင်းရွှေ့အလဲထက်အခြေအနေနဲ့ဆက်ဆက်ပြီးတော့တုံ့တက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။ဆိုတော့သတင်းတွေတက်လာတဲ့ဆိုတဲ့နေရာမှာပုံတံခြင်းတော့မတူဘူးဗျ။ဒီကသားသမား၂ယောက်ကိုအလဲထက်ပုံစံမျိုးနဲ့အတင်းတင်းကညှိနှိုင်းဆွေးနွေးနေတယ်ဆိုတဲ့သတင်းမျိုးတွေတော့မဟုတ်ပါဘူး။အထူးသဖြင့်မန်ချက်စတာယူနိုက်တက်ပါ။ခရစ်စတိုဖာအန်ဂန်ကူကိုခေါ်ယူဖို့ယူနိုက်တက်တင်ဟာစိတ်ဝင်စားနေတယ်ဆိုတဲ့ရှေ့ပြီးသတင်းတွေပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ချယ်ဆီကလည်းအလီဂျန်ဒရိုကန်နာချိုခေါ်ယူခြင်းခဲ့တဲ့တည်င်းနေရှိခဲ့တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဒီသားသမီး၂ယောက်ရဲ့အပြောင်းရွှေ့အလဲအထက်တွေဖြစ်လာနိုင်သလားဆိုတဲ့သုံးသက်ဖော်ပြချက်မျိုးတွေ ်တွေ့လာရလည်းဖြစ်ပါတယ်ကျတော့မတ်လောရဲ့ဖော်ပြချက်ထဲမှာဆိုရင်ဒီကစားသမား၂ယောက်ဒီတက်ဆိုင်ရာမီကင် ကလပ်တိုင်းမှာအဆင်မပြေကြဘူးအန်ကန်ကူကလည်းချဲစီမှာဒီနေ့ရသည်အတော်လေးနီးပြနေအဆင်မပြေဘူးပေါ်တခွင်တနေရာအတွက်တိုက်ပွဲဝင်ရတယ်ပေါ်တခွင်ရတဲ့အချိန်မှာလည်းသောတိုင်းကောင်မပြနိုင်ဘူး။အလီဂျန်နိုကနာချိုကလည်းယာတီသိန်းငံကြီးမှာရူဘင်အမော်ရင်နဲ့အဆင်မပြေမှုတွေရှိခဲ့တယ်။အဲ့အတွက်ကြောင့်အသင်းနဲ့အသင်းလုံးကပေါ့နော် အလဲအလှယ်လုပ်လို့ရမယ့်အခြေအနေတရက်ကိုချိန်ဆနေတယ်ဆိုပြီးတော့မတ်လောကဖော်ပြထားတာပဲဖြစ်ပါတယ်။ဆိုတော့မတ်လောဖော်ပြချက်ကတပိုင်းပေါ့နော်။ကျွန်တော်တို့အဓိကဆွေးနွေးရမှာကျွန်တော်ဒီတန်းမှာပြောသွားသလိုမျိုးပဲအန်ကန်ကူနဲ့ဂနာချိုရဲ့အပြောင်းရွှေ့အလဲထက်ဖြစ်သွားနိုင်သလားဆိုတဲ့အပိုင်းမှာဆိုတော့ကစားသမားတယောက်ချင်းစီရဲ့လက်ရှိမိခင်ကလပ်တီမှာကြုံတွေ့နေရတဲ့အခြေအနေတွေကိုကျွန်တော်တို့အရင်တစ်ချက်ချင်းဆွေးနွေးမယ်။ပထမတယောက်အလီဂျန်နရယ်ဂနာချိုနဲ့ယူနိုက်တက်ဂနာချိုသည်အမော်ရင် ရောက်ရှိလာတဲ့အချိန်မှာပရိုတိုကွင်းတော့ရသေး တယ်ဗျဝင်းဘက်တွေဖြစ်တယ်ဒီခါကျရင်ထွက်ပြီးတော့ကစားပေးနိုင်တယ်လို့အတက်ကင်မီဖီးနေရာမှာလည်းအကောင်းဆုံးကစားပေးနိုင်တယ်သို့တော့ယာသီသိန်းကန်ဒီတလားလောက်အလိုမှာဂနာချွန်နဲ့ရူဘီအမော်ရင်တို့ဂျားတွေကပြဿနာလေးအနှဲငယ်ကိုမြင်တွေ့ခဲ့ရတယ်နောက်ဆုံး ပရိသတ်ထင်တာမြင်တာရှိစီမဲ့ပြဿနာကကျွန်တော်ယူရိုပါလိဖိုင်နယ်မှာတော်တင်ဟော့စ်ပါနဲ့ကစားခဲ့တဲ့ဘိုလူပွဲထွက်လူစည်းင်းမှာအလီဂျန်နရိုကာနာချိုကိုရူဘင်အမော်ရင်ကချန်ထားခဲ့ပါတယ်။တကယ်တော့ကာနာချိုကိုပွဲထွက်ခွင့်ပေးခဲ့ရင်ပို့ပြီးတော့အဲပွဲစဉ်ဟာရင်ခုန်ကျင်စရာကောင်းခဲ့မှာ။ဒါပါနီးပြနဲ့ကစားသမားချားတွေမှာဘာတွေဘာတွေဖြစ်ခဲ့လဲတော့ဒါကျွန်တော်တွေလည်း မသိဘူးအဲ့အတွက်ကြောင့်ကန္ဓာချိုသည်ယူနိုက်တက်အသင်းဟာထွက်ခွာမယ်ဆိုတဲ့ပုံတံတည်မျိုးတွေကဘောလုံးညာသည်ပြီးသွားတဲ့အချိန်မှာတောက်လျှောက်တက်လာတယ်ကျွန်တော်နောက်ဆုံးသိလိုက်ရတာယူနိုက်တက်ကအလီဂျန်နရိုဒီနှစ်တွေရသည်ပြောင်းရွှေ့ကာလမှာထွက်ဖို့တည်ကြတယ်ဒါကအလီဂျန်နရိုကန္ဓာချိုနဲ့ယူနိုက်တက်တို့ရဲ့အချင်းတစ်ဖက်ကအန်ဂန်ဂူနဲ့ချက်သီးတို့ရဲ့အချင်းတွေကတော့ရှင်းပါတယ်အန်ဇိုမာရက်စ်ကာနဲ့ပဲအဓိကပြဿနာဖြစ်တာချက်သီးကအန်ဂန်ဂူကို လူလူချင်းချင်းနဲ့ခေါ်ဝေခဲ့တာပဲအဲ့တို့ကြောင့် Leipzig ကိုပေါက်ကြီးပေးခဲ့တယ်လောက်ခပမာဏတွေအများကြီးပေးခဲ့တယ်ကံမကောင်းစွာနဲ့ပဲ Antomaros ကမတိုင်ခင်တရာဒီဂျော်လောက်ကယာဒီဂျူခြေစမ်းပွဲလာမသိဘူးဗျထားလိုက်ပါတော့တော်တော်ကြာသွားပြီဆိုတော့လေသူတကယ်ပြဿနာရရတယ်အတင်းနဲ့ပူပေါင်းခွင့်မရဘူး Mauricio Pochettino လက်ထက်မှာလည်း Nicolas Jesse ုံပဲဗျ Angangu ထပ်ပို့ပြီးတော့ နေရာပေးရတယ်။ဘာကြောင့်လဲဆိုတော့ဟိုကသားမကစားမကစားနိုင်တာ။အဓိကချယ်ဆီတည်ထားတဲ့ပုံစံ။ Jackson ကိုဒါအရင်ကစားသမားဖြစ်ပဲသူတို့တည်ထားတာ။အင်္ဂါကူဦးစားပေးတိုက်စစ်မှုဖြစ်တည်ထားပြီမင်း။ဟိုကဒဟန်ရနေတဲ့အခါကျတော့ဘောင်းမြဖြစ်သွားအောင်။အဲ့တော့ now Enzo Morris ကရောက်လာတယ်။ရောက်လာတဲ့အချိန်မှာအင်္ဂါကူကကောင်းသွားပြီ။သို့တော့ Morris ကကိုယ်တိုင်ဒီပင်နေ မက်ကလတ်စ်ချက်စင်ကိုပို့သဘောကျတယ်အန်ကန်ကူကအဲ့ချိန်မှာတဖြည်းဖြည်းကောက်လာအောင်ငါကဒယ်ယာပြဿနာမကောင်းတော့ပိုတိုခွင့်မရတာပြဿနာမရှိဘူးဒယ်ယာပြဿနာကောင်းလာတဲ့အချိန်မှာပိုတိုခွင့်မပေးတာဘာထားလဲဘာညာဆိုတဲ့အကွက်မျိုးတွေနင်းပြီးတော့ချက်စီးနဲ့ပိုတိုခွင့်ရတဲ့ ပွဲတိုင်းမှာသူ့ရဲ့ကြိုးစားအားထုတ်မှုကိုမမြင်တွေ့ခဲ့အောင်မလုံလောက်ပေါ့ဗျာဂိုးကတော့တွင်းတယ်သူတွင်းတဲ့ဂိုးအများစုသည်ယူရိုပါလိလို့ sorry သူတွင်းယူခဲ့တဲ့ဂိုးအများစုက conference league လို့အဆင့်တန်းသိပ်ပြီးတော့မမြင်တဲ့ league မှာအဆင့်တန်းသိပ်ပြီးတော့မမြင်တဲ့ tournament မှာတွင်းယူခဲ့တဲ့အတွက်ကြောင့်ဒါသမင်းသားရေတော့တွင်းကိုတွေပေါ့ဗျာ အန်ဂန်ကူရဲ့လုတ်အားနှုန်းသူ့ကိုပေးနေရတဲ့လုတ်ခပမာဏပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြီးသူ့ရဲ့တခိတခါအောင်မြင်ကျော်ကြားခဲ့တဲ့ image ကြီးနဲ့ပြန်ချိန်ဆကြည့်မယ်ဆိုရင်အန်ဂန်ကူကဘာမှမဆိုင်တော့ဘူး။ဒါပြင်ကစားခြင်းတို့မကစားခြင်းတို့နဲ့ဘောလုံးမရှိတဲ့အချိန်မှာလည်းလမ်းလျှောက်ပြီးဘောလုံးလိုင်းလုနေတဲ့ပုံစံနဲ့ဒီကစားသမားကဒီတောက်စစ်ဖြစ်လာပြီ။အတင်းမှရေရှည်ထားလို့မရတော့ဘူး။တခြားကစားသမားတွေကလက်ညှိုးထိုးစရာဖြစ်လာမယ်။ဟာဒီလောက်တောက်သုံးမကြတဲ့ကောင်ဘောလုံးကစားတာကစားခြင်းတို့မကစားခြင်းတို့စော့နေတဲ့ကောင်တောင်တပတ်ကို ပေါင်တသိန်းကိုးသောင်းခွဲလောက်ရတဲ့အခါငါတို့တွေကဒီထက်ပိုရသင့်နိုင်တဲ့ဘာညာဆိုတဲ့အမြင်ကွဲလွဲမှုဥယွာတာကွဲလွဲမှုတွေဖြစ်လာနိုင်တဲ့အတွက် Maris ကလည်းအင်္ဂန်ကူကိုမတုံးတော့ဘူးအခု FIFA Club World Cup မှာသူ register သာလုပ်ထားတာတကယ်တမ်းပွဲကစားတဲ့အခြေအတွက်အမတန်ကိုနည်းပါတယ်အဲ့ဒါကြောင့်အင်္ဂန်ကူရဲ့ Chelsea အနာဂတ်ကလည်းလုံးဝမသေးကြတော့ပါဘူးခင်ဗျာဒါကတော့ဒီကစားသမားနှစ်ယောက်ရဲ့လက်ရှိမိခင် club တွေမှာကြုံတွေ့နေရတဲ့အခြေအနေတွေပါ Okay အဲ့တော့ကျွန်တော်နောက်တစ်ဆင့်ထပ်တက်မယ်ကစားသမားတွေရဲ့ legend စာချုပ်နဲ့ ပေးချေရမယ့်လောက်ခပမာဏကြီးဘယ်လိုရှိသလဲပေါ့အန်ဂန်ကူက2029ဂျွန်ထိစာချုပ်တည်တံတည်းရဲ့ကြံနေသေးတယ် တပတ်လောက်ခပေါင်တသိန်း900ကျော်ရတယ်။လောက higher salary ရနေတဲ့ကစားသမားလို့ပြောလို့ရတယ်။အလီဂျန်ဒရိုကာနာချူကြတော့တပတ်လောက်ခပေါင်900ပဲရတယ်။စာချုပ်တတန်2028အထိကျန်နေသေးတယ်။အဲဒါကြောင့်စာချုပ်စာတန်းအရာနှစ်ယောက်လုံးကတော့တတန်းအနေထားတစ်ခုထိကျန်နေသေးတယ်။အခြားအသင်းတသိန်းကိုရောင်းမယ်ဆိုရင်ဈေးကောင်းရနိုင်တဲ့အခြေအနေပေါ့နော်။သူတို့ club တင်းနေမှာဒါအစင်မပြေတော့ပေမဲ့ဒီလိုမျိုး contract တွေကျန်နေသေးတဲ့အတွက်ကြောင့်တခြားသော club ကခေါ်မယ်ဆိုရင် ် contract legend ကာလအတိုင်းရော်ကြီးပေးပြီးခေါ်ရမှာဖြစ်တဲ့အတွက်ပြောင်းရွှေ့ခြင်းဒီအဆင်ပြေတယ်ဒါပေမဲ့လောက်ကပမာဏအားဖြင့်အန်ဂန်ကူကတော့ပြောင်းဝခတ်တယ်တသိန်း900ကျွဲကိုပေးချေနိုင်မဲ့ကလပ်တင်းဆိုတာက ရှားတယ်ဗျာအရင် limited ဖြစ်တယ်အလီယန်တို့ကန္နာချိုရဲ့9000အဲ့9000ကတော့ရမှာမဟုတ်တော့ဘူးတကယ်လို့ကန္နာချိုပေးရမယ်ဆိုတသိန်း2000တော့တသိန်း3000တော့နဲ့ club တင်းတင်းမှာဖြစ်နိုင်တယ်အဲ့လောက်တသိန်းစွန်းပမာဏဒီဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့လောကပမာဏမှာအငံကူကအနှဲငယ်ပြဿနာရှိတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အလဲထက်ဖြစ်နိုင်လားဆိုရဲ့ ်နောက်ဆုံးဆွေးနွေးချက်တွားအောင်အင်္ဂါကို United တို့ခေါ်မယ်ဆိုရင်တပတ်လောက်ကပေါင်တသိန်း900ကျော်ကိုပေးမှာတော့မဟုတ်ဘူးဗျတသိန်း900ကျော်နဲ့ tight တန်တဲ့ကစားသမားတယောက်တော့မဟုတ်တော့ပြန်ဘူးနောက် United မှာလည်းလောက်ကပမာဏပေးချေရေးဆိုင်ရာစီမင်းစီကံဘာညာတွေရှိလာနိုင်တယ်ဒီ iOS မတိုင်ခင်မှာတော့အဆင်ပြေတယ်လို့ပေးတာမေဆင်မောက်ဆိုလည်းပြုတ်နေပြန်တော့မတန်ဘူးဗျပေးထားတဲ့ salary တွေကနင်းကန်ပေးထားတာအခုနောက်ပိုင်း Bruno Fernandes တို့ဘာလို့တော့ South တန်တိုးပေးပေမဲ့သူတို့ကသူ့ကောင်းပြုတ်တဲ့ကစားသမားဆိုတော့လည်းထားပါတော့လေတိုးတော့ အငံကူလိုမျိုးဟိုစ조사လိုစိတ်မရှိတဲ့တိတ်အဆင်ပြေနိုင်တဲ့ပလေယာတယောက်ကိုတော့တသိန်း9000ခွဲကိုဆွေးနွေးညှိနှိုင်းမှုပြုလုပ်မယ်လို့ထင်တယ်။ဒီလိုဆွေးနွေးညှိနှိုင်းမှုပြုလုပ်တဲ့နေရာမှာလည်းကစားသမားကတော့ဘရိုလည်းတည်တဲ့အတိုင်းပဲလောကပမာဏကို short ယူခြင်းနဲ့ဆိုတဲ့ကစားသမားရှားတယ်ဗျ။အခြေရန်ဆန်ချိုဆိုလည်းခြေစီးမှာအစသာရအဆင်ပြေနေပါလေရဲ့နဲ့လောကပမာဏမ short ယူခြင်းလို့သူတို့ရဲ့အပြောင်းအရွှေ့က breakdown ဖြစ်သွားတယ်။အဲ့တော့အငံကူတသိန်း9000ခွဲကို United တို့ဘေးနဲ့ ပေးမယ်ဘလို့ပေးမလဲပြောင်းရွှေ့ကြီးကိုရှော့ပြီးတော့ချက်ကြီးကိုကန်းလန်းလိုက်မယ်အဲ့တော့အန်ကန်ကိုချက်ကြီးခေါ်တင်ချင်လာတော့ပေါင်65တန်းလောက်ပေးခဲ့ရတယ် ဲ့ဒီအမောက်ပမာဏတော့မရတော့ဘူးပေါင်တန်း40လောက်ရချင်တယ်ဆိုရင်အဲ့လိုဆိုမင်းလောက်ခပမာဏငါတို့အပြည့်ပေးချင်ချင်မယ်တပေါင်းနှစ်ပေါင်းလျှော့ပြီးတော့ငါတို့အန်ကန်ကိုပေးလို့ရအောင်ကြိုးစားမယ်အဲ့တော့ကြောင့်လောက်ခပမာဏဘိုးပေါ့နော်ပေါင်30တန်းဒါမှမဟုတ်လေ15တန်းလောက်လျှော့ချပေးဖို့အတွက်တောင်းဆိုနေမယ်အဲ့တော့အန်ကန်ကိုလောကျော် United တို့ဟိုပေါင်တန်း20ဆွဆွဝင်းချင်လောက်ပဲတတ်မှတ်ထားပုံပေါ်တယ်အဲ့လိုအမောက်ပမာဏပဲလေတန်းတကယ်တမ်းတော့အဲ့တော့ကျွန်တော် တစ်ဖက်ကဂါနာချိုဂါနာချိုကကြတော့ယူနိုက်တက်မှာပဲအဆင်မပြေတာတက်လူဖြစ်တဲ့အသက်လည်း22နှစ်ပဲရှိသေးတယ်အန်ကန်ကူက29နှစ်ရှိပြီဒီတော့ကြောင့်နောက်တက်လာနိုင်ပြားအများကြီးပဲ potential တွေအမြင်ကြီးတွေရှိတယ်။အဲ့တော့ကြောင့် United တို့ငကိုရောတတ်မှတ်ထားတဲ့အတိုင်းပဲ Ali General ခန္ဓာချိုအတွက်ပေါင်တန်း60နဲ့တန်း80ကြားတဲ့အမောက်ပမာဏရမှသာအလဲထက်လို့ဖို့ရှိတယ်။အဲ့တော့ Christopher Angle ကိုပေါင်တန်း30ပဲထားပါတော့။ခန္ဓာချိုကပေါင်တန်း60ဆိုရင် ခရစ်စတိုဖာအန်ဂန်ကူ plus ပေါင်းတန်း30နဲ့တန်း40ကြားလောက်တော့ချယ်ဆီကအလိုက်ပေးပြီးကန်လန်းဖို့ရှိတယ်။ဒါပေမဲ့ချယ်ဆီဘက်မှာလည်း benefits တွေအများကြီးရသွားလိမ့်မယ်။သူတို့ left wing ကသာမန်တစ်ယောက်လက်ရှိချိန်မှာလိုချင်နေတယ်။ကျွန်တော် personally ကပြောပြီးသားကျွန်တော်ဂနာချူအရေးကြိုက်တယ်။ left wing တနေရာမှာ Gideon Stack ဂနာချူနဲ့ပဲပို့တင့်တော်တယ်လို့ထင်တယ်ဗျာ။ EPL မှာတက်တည်ပြထားပြီးသား။နောက် Andrew Fernandez နဲ့လည်းတနိုင်ငံရဲ့သားတွေ။ဘလောက်ဟိုရင်ခုန်စရာကောင်းလဲပေါ့။အဲ့တော့ပေါင်တန်း30နဲ့40ကြားအမောက်ပမာဏကဂနာချူအတွက်ပြဿနာမဟုတ်ဘူး။အသေးမှာတောက်စစ်ဖြစ်နေတဲ့ ကစားသမားတယောက်ကိုလည်းတခြားအသင်းကိုရောင်းထုတ်လိုက်နိုင်မယ်သူ့ရဲ့လုခပမာဏကိုလည်း short ချနိုင်နိုင်မယ်အဲ့တော့ Chelsea ကလည်း benefits များပါတယ်အဲ့တော့ United တို့က benefits ဘာရနိုင်လဲဆိုတော့ Garnacho ကိုအသင်းမှာအန်ကန်ကူလိုမျိုးအဆင်မပြေတော့တဲ့ Garnacho ကိုရောင်းထုတ်နိုင်လိုက်မယ် Garnacho အတွက်ပေါင်း30လောက်ရတယ်လေထားတော့ဗျာနောက်ထပ် တိုက်စစ်မှုတယောက်ကိုလည်းတို့ရမယ်အဲတိုက်စစ်မှုကတေချာတာကကစားခြင်းနဲ့စိတ်ရှင်ကြောက်စရာကြီးအန်ကန်ကူရဲ့ prime ကိုမှီခဲ့တဲ့ညီကူတွေကတော့ကောင်းကောင်းသိလိမ့်မယ် live စစ်မှာဘယ်လောက်ထိဂိုးတွေတွင်လဲထိမ့်သိရတာကနည်းနည်းခက်တာပေါ့ဗျာဒါမဲ့တေချာတာတွေးပေးနိုင် Christopher အန်ကန်ကူကထိတ်တန်းတိုက်စစ်မှုတွေတည်းကတယောက်ပြန်ပြီးတော့ဖြစ်လာမှာနံပါတ်10နေရာမှာကစားနိုင်တယ်လို့နံပါတ်9နေရာမှာလည်းကစားနိုင်တယ် viewer ဘိုင်းကြီးကလည်းပို့ပြီးတော့ရွေးချယ်နိုင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အနည်းချောရမယ်ဆိုရင် benefits ပိုများတာကတော့ Chelsea ဖြစ်ပြီးတော့ United ကလည်း benefits လုံးဝမရတာတော့မဟုတ်ဘူးအကျိုးမြတ်အနည်းငယ်တော့ ်ရပါတယ်။နောက်ဒီအပြောင်းရွှေ့အလဲထက်တာတကယ်ဖြစ်သွားရင်ဒါကလပ်တင်းနှစ်တင်းလုံးနောက်ကစားသမား2ယောက်လုံးအတွက်အစဉ်အတိုင်းအတာတစ်ခုထိပြင်မယ်အပြောင်းရွှေ့ဖြစ်နိုင်မှာကြောင့်သုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနာခွင့်ပြုပါခင်ဗျာ။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။